မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် လူငယ်ရေးအာဏာရှင်အတွက်အသက်ပေးမလားတိုက်ထုတ်မလားရွေးချယ်ရမယ့်အချိန်ရောက်ပြီလို့မန္တလေး PD ရဲ့သတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လူငယ်ရေးအနေနဲ့အာဏာရှင်အတွက်အသက်ပေးမလားအာဏာရှင်စနစ်ဆိုးကိုတွန်းလှန်တိုက်ထုတ်ရင်တိုက်ပွဲဝင်မလားဆိုတဲ့တစ်ခုခုကိုရွေးချယ်ရမယ့်အချိန်ကိုရောက်ရှိလာပြီဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PD ရဲ့ကသတိပေးထုတ်ပြန်ပါတယ်။စစ်ကောင်စီကလူငယ်ရေးကိုအတင်းအကျပ်စစ်မှုထမ်းစေပြီးအထူးကန်တပ်သားတွေမွေးထုတ်နေတာအခုဆိုစစ်မှုထမ်းပတ်စဉ်စနစ်ကိုရောက်လာပြီဖြစ်ကြောင်းစစ်ကောင်စီကအရင်ကကြေးလက်နေလူငယ်တို့မြို့နယ် ေးရှိတဲ့လူငယ်တို့ကိုပြစ်မှတ်ထားစုဆောင်းနေရကနေအခုဆိုမန္တလေးလိုမြို့ကြီးပေါ်ကလူငယ်တွေကိုပါဆက်မှုတန်းဖို့ပေါပေါထင်ထင်ကြီးညာမောင်းခတ်နေပြီဖြစ်ကြောင်းမန္တလေး PDF ကမန္လာ24ရက်မှာတတိပေးပါတယ်။ မြို့နယ်အလိုက်ရက်ကွက်အလိုက်မိသားစုလိုက်လူငယ်လူရွယ်တွေကိုအတင်းအကျပ်မဲနိုင်ရွေးချယ်ပြီးစစ်တနံပေးရှည်တန်းပို့အတိခံခိုင်းဖို့လှုံ့ဆော်နေတာဖြစ်ပြီးဒီလိုလုပ်နေတာကစစ်ကောင်စီကလူအွေအတွက်မြန်မြန်ဆဆသတိတဲ့အနည်းနဲ့သူတို့လိုအပ်နေတဲ့အချိန်ကိုဆွဲဆန့်နေတာလို့မန္တလေး PDF ကဆိုပါတယ်။နောက်ပြီးစစ်မှုထမ်းပတ်စင်ဆိုတာကလည်းအပတ်စဉ်စနစ်နဲ့တင်ပြီးသွားမှာမဟုတ်ပဲသူတို့လူတလောက်စက်တိုင်လှုံ့ဆော်သွားမှာဖြစ်လို့ဒီကိစ္စကကျေးလက်နေလူငယ်လူရွယ်တွေတာမကမြို့နယ်လူငယ်ကြားမှမရွေးကြုံတွေ့လာနိုင်တဲ့ဘေးထုတ်ခါပဲဖြစ်ကြောင်းမန္တလေး PDF ကထပ်မံတတိပေးပါတယ်။ တယ်။လူငယ်တွေဖို့စစ်အာဏာရှင်လက်အောက်မှာအသက်ကိုစည်ပြီးစစ်မှုထမ်းမလားဒါမှမဟုတ်တော်လိုင်းတပ်ဖွဲ့တွေနဲ့လက်တွဲပြီးဒီစစ်အာဏာရှင်စနစ်စိုးကိုတွန်းလှန်တိုက်ထုတ်မလားဆိုတာရွေးချယ်ကြဖို့လိုလာပြီးဖြစ်ပါတယ်လို့မန္တလေး PDF ကထပ်မံတတိပေးပါတယ်အာဏာရှင်အသက်ဆက်ရေးနဲ့လူတစုရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်အသက်ပေးတိုက်ပွဲဝင်မလားပြည်သူလူထုတရက်လုံးကိုဒုက္ခပေးနေတဲ့အာဏာရှင်စနစ်စိုးကိုတွန်းလှန်တိုက်ထုတ်ရင်တိုက်ပွဲဝင်မလားဆိုရင်လမ်းဆောင်လွမ်းခေါကိုရောက်နေပြီလို့မန္တလေး PDF ကထုတ်ပြန်ပါတယ် စစ်အာဏာရှင်လက်အောက်မှာစစ်မှုမထမ်းလို့တဲ့လူငယ်တွေစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်တွန်းလှန်တိုက်ထုတ်လို့တဲ့လူငယ်ကြားမှာမရွေကိုလိုင်လဲစွာဖိတ်ခေါ်နေရလို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကဒီကနေ့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာမြို့နယ်လုံးကျော်စစ်မှုရန်မဲနိုင်တာတွေပြုလုပ်နေပြီးလူငယ်အများပြားရွေးချယ်ခံထားပါတယ်။အာဏာသိမ်းစစ်ကောင်စီတပ်ကရန်ကုန်မန္တလေးအပါအဝင်သူတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာစစ်မှုတံပိုးလူငယ်အများပြားကိုဖမ်းဆီးနေပြီးတနေ့အတွင်းလူငယ်ထောင်ချီဖမ်းဆီးခဲ့ရမှာအခုဆိုရင်စစ်မှု မှုရန်ပတ်စဉ်စနစ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ အဓမ္မဖန်စီခံရပြီးစစ်မှုထမ်းခံရသူတွေလည်းစစ်တပ်ကနေထွက်ပြေးပြီးတော့တော်လိုင်းဖွဲ့တွေထံတွားရောက်ခိုလုံမှုတွေများပြားနေရလို့ဆိုပါတယ်။ဆက်လက်ပြီးပခုတ်ကူမျိုးနဲ့အင်ပင်ရွာစစ်တပ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံမှုရှိရကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းပခုတ်ကူမျိုးနဲ့အင်ပင်ရွာစစ်တပ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံမှုရှိကြောင်းပခုတ်ကူ People Defense Force PPDF မှတာဝန်ရှိသူတအုပ်ကပြောပါတယ်။မလ22ရက်နေ့မှာပခုတ်ကူမျိုးနဲ့အင်ပင်ချင်းရွာစစ်တပ်အထိုင်စခန်းကိုအ ံပတ်စတာရီနဲ့ပြူစောတီတွင်တက်မှန်အင်အားတို့ရောက်ရှိလာတာကြောင့်ပခုတ်ကူပီပဲ defense board အပါအဝင်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံပတ်စတက်စကန်မှာဘန်ဂါရီနဲ့အဆောင်များထိခိုက်ပျက်စီးခဲ့ပြီးနောက်ဆက်တွဲထိခိုက်မှုတွေကိုဆက်လက်ဆောင်ဆန်းနေဆဲဖြစ်ကြောင်းအဲ့ဒီတိုက်ခိုက်မှုကမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေတွေထိခိုက်တိုက်စုံမှုတော့ရှိတယ်။တိုက်စုံစဉ်ကိုဆက်လက်ဆောင်ဆန်းနေပါတယ်လို့ပခုတ်ကူ ပြီးပဲ defense ဖို့ PPDF မှာတာဝန်ရှိသူတောင်းကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုပခုတ်ကူပြီးပဲ defense ဖို့ PPDF နဲ့ဒူရှောင်း force UG Burma Revolution Ranger Force ကပူးပေါင်းလုဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင် စစ်တပ်ကစစ်မှုထမ်းခိုင်းဖို့မိဘမေအကြောင်းနဲ့ဘုံကြီးအကြောင်းမှလူငယ်ရဲ့စရင်ကိုပါကောက်ခံနေပြီးစစ်တပ်နဲ့တိုင်ရမယ်လူငယ်တွေကိုကြိုတင်ဖမ်းဆီးထိန်သိမ်းမှုတွေလှုံ့ဆော်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုရိုက်ပြည်မြို့မှာအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းဖို့မိဘမေအကြောင်းတွေနဲ့ဘုံကြီးအကြောင်းတွေမှနေထိုင်တဲ့လူငယ်ရဲ့စရင်တွေကိုပါလိုက်လံကောက်ခံနေကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။မန္လပိုင်းမှာစတင်ပြီးပြည်မြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့မြို့နယ်ပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးဖွဲ့ရင်ညွှန်ကြားချက်နဲ့မိဘမေအကြောင်းတွေနဲ့ဘုံကြီးအကြောင်းတွေမှနေထိုင်တဲ့လူငယ်တွေကိုပါ စစ်မှုထမ်းဖို့အမည်စင်ရဲ့လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်းဒါအပြင်စင်ရဲ့ကောက်ခံမှုနဲ့ဒုစစ်မှုထမ်းရမယ့်လူငယ်တွေထွက်ပြေးမှာကိုစိုးရင်လို့လူငယ်များကိုကြိုတင်ဖမ်းဆီးထိန်သိမ်းပြီးစစ်တပ်ထဲကိုပို့ဆောင်လျက်ရှိကြောင်းသိရပါတယ်ပြည်မျိုးဘော်ကဖုန်ကြီးကြောင်းမှာနေထိုင်တဲ့လူငယ်တွေနဲ့မိဘ မေအကြောင်းတွေကလူငယ်တွေရဲ့အမြင်စင်းတွေကိုသက်ဆိုင်ရာရက်ွက်ရာအိမ်မှုတွေနဲ့ထွေအုပ်စင်ရေးတွေကဒီရက်ပိုင်းမှာကောက်ယူသွားတယ်လို့သိရပါတယ်။တချို့ကိုအကြောင်းတွေမှာလိုက်ကောက်တယ်တချို့အကြောင်းတွေကြတော့သွားကောက်ရင်ထွက်ပြေးမှာဆိုလို့စင်ရင်းတွေကိုရက်ွက်အတွင်းကစေအိမ်မှုရှာအိမ်မှုထွေအုပ်စင်ရေးနဲ့စင်ရင်းမာတွေကရက်ွက်ရုံမှာပဲကိုယ်တိုင်စင်ရင်းပြုစုနေရလို့သိရတယ်လို့ဒေသခံပြည်သူတောင်းကပြောပါတယ်။ဒါအပြင်ရန်ကုန်မြို့ကမာရုံမြို့နဲ့လေတံမှာလူမိုက်ဖွဲ့တွေကစစ်မှုထမ်းခိုင်းမှုဖမ်းဆီးထားတဲ့လူငယ်တွေကိုမြို့နယ်ထွေအုပ်ရုံမှာမှတ်ပုံတင်စစ်ဆေးချက်ယူပြီးစစ်တပ်ထဲကို ပို့ဆောင်နေကြောင်းဒေသခံပြည်သူတွေကပြောပါရယ် မလပိုင်းကစတင်ပြီးကမာရုံမြို့နယ်လေတန်းမှာအကြံပတ်စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လွှတ်ထားတဲ့လူမိုက်တွေကလူသွားလူလာပြက်နေတဲ့နေရာတွေမှာအင်စီကာရီနဲ့စောင့်ကြိုဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီလိုပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်တွေကိုနက်နက်တော့တရားအစင်းရှိမြို့နယ်ထွေအုပ်ရုံမှာခိတ္တထိန်ထိန်ပြီးရဲ့နောက်စစ်မှုထမ်းဖို့အကြံပတ်စစ်တပ်ရဲ့စစ်သားစုဆောင်ရေးတပ်တွေထံပို့ဆောင်နေခြင်းဖြစ်ကြောင်းပေါ်တာဆွဲဖမ်းဆီးပြီးတဲ့လူမိုက်တွေကိုလည်းစစ်တပ်ကလူငယ်တအုပ်ဖမ်းဆီးပေးနိုင်ပါကငွေကြေးသုံးသိန်းပေးဆောင်ကြောင်းသိရပါတယ်။လေတန်းမှာ လူငယ်တွေစက်တိုက်ပေါ်တာဆွဲဖမ်းဆီးခံနေရတဲ့ရုပ်ပြက်စင်ပြက်ကိုလိုက်ဖမ်းနေတာအခုကပေါ်တင်လို့ဖြစ်နေပြီးကားပေါ်ကိုဆွဲဆွဲပြီးတင်သွားတဲ့သူတို့ကအဲ့ဒီလိုပေါ်တာဆွဲပြီးရတဲ့နနက်တော်တနာအစင်ကထွေအုံယုံကိုခေါ်သွားတယ်။အဲ့ဒီယုံမှာသူတို့ဆွဲထားတဲ့သူတွေအပြည့်ပဲပေါ်တာဆွဲဖမ်းဆီးပေးတဲ့လူမိုက်တွေကိုလည်းတရောင်းရရင်သုံးသိမ်းပေးတယ်လို့သိရတယ်လို့လယ်ထဲမှာနေထိုင်တဲ့ကမာယွမြွတ်နယ်လုံးဆိုင်ရာပရာဟိတာဖွဲ့ဝင်တောက်ကပြောပါတယ်။ဆက်လက်ပြီးပေါ်လက်ခဲမြို့သိမ်းတိုက်ပွဲမှာစစ်တပ်ဘက်မှပုံမှုမျိုးမင်းသူအပါအဝင်စစ်သားများပြားတိုက်ဆောင်ပြီးစစ်တုံးဘန်းနဲ့လက်နေ င်ခရဲများဖမ်းဆီးသိမ်းပိုက်ရရှိကြောင်းတင်ဆက်ပေးပါမယ်။ကရင်နီပြည်ပေါ်လက်ခဲကိုအပိသက်သိမ်းပိုက်ဖို့ဒိုးစစ်စင်တိုက်ခိုက်နေပြီးစစ်တပ်မှပုံမှုမျိုးမင်းသူအပါအဝင်စစ်သားများပြားတည်ဆောင်ကစစ်တုံးပန်းလက်နက်ခရဲများသိမ်းပိုက်ရရှိထားကြောင်း KAC ရေးချုပ်ပုံမှုကြီးဖုံးနိုင်ကပြောပါရယ်။မလ19ရက်ကစပြီးပေါ်လက်ခဲမျိုးရှိစစ်ကောင်စီရဲ့လက်ကျန်တိုင်ရင်စခန်း၃ခုကိုအပိသက်သိမ်းပိုက်နိုင်ဖို့အတွက်ကရင်နီတော်လှန်ရေးပူးပေါင်းဖွဲ့တွေကစစ်ကြောင်း၃ကြောင်းနဲ့ဒိုးစစ်စင်တိုက်ခိုက်လျက်ရှိရာနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းအကြံဖတ်စစ်တမ်းမှ ပုံမှုမျိုးမင်းသူအပါဝင်စစ်သားများပြတည်ဆောင်ပြီးစစ်တောင်ပန်းများလက်နက်ခဲယံများတိမ့်ပန်ရရှိထားကြောင်းသိရပါတယ်။စားတာကတော့တပတ်လောက်ရှိတယ်စည်ရင်စရာတော့မပို့လာသေးဘူးဒါပေမဲ့တင်ဆောင်တန်ရရထားတာလက်နဲ့ခင်ရတချို့လဲတင်ဆက်ရရှိထားတယ်အတိအကျတော့မရသေးဘူးဆက်သွယ်ရေးအခက်ခဲဖြစ်လို့တူတူငါငါချီချနေတော့ပို့ဖို့ကလည်းအချိန်မရသေးဘူးတိုက်ပွဲကဆက်ဖြစ်နေတယ်ရှာအောင်လုပ်မယ်အပြီး တင်လိုက်မယ်မဟုတ်ရင်ရှုပ်တယ်ကျွန်တော်တို့ကအကိုင်းလိုက်ဖြတ်တော့စီရင်ရေးကြတယ်လေအခုကပင်းရင်ဖြတ်လိုက်မလို့လို့ KEC ရေးချုပ်ဘုံမှုကြီးဖုံးနိုင်ကပြောပါတယ်ဘောလက်ခဲဖြူပါမှာစစ်ကောင်စီတပ်ကတင်ရင်တုံးရင်အထိုင်ချထားပြီးညဟရင်နဲ့စင်အင်အားတွေလည်းထပ်မံဖြည့်တင်ထားကြောင်းဒါကြောင့်အပိသက်သိမ့်ပိုင်နိုင်ဖို့အတွက် ကရင်နီတော်လိုင်းတပ်ပေါင်းစုမှစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့ဘက်ကလည်းထိခိုက်ဒဏ်ရာရတာတော့ရှိတယ်။တချို့ကြတော့လေဒါပေမဲ့အသေးစိတ်တော့မသိရဘူး။ကျွန်တော်တို့ကစစ်ကြောင်း၃ကြောင်းနဲ့တက်နေတယ်။ဝိုင်းပြီးတော့ဖျက်ဖို့အလုပ်လုပ်နေတယ်။အဲ့ဒါတော့ဘယ်အချိန်ပြီးမလဲမသိဘူး။ရှားတာတော့အဲတလနီးပါးလောက်ကြာပြီးမှပြီးတယ်။ရှားတော့ဘူဟာကအခုပေါ်လက်ခဲဘူဟာကတော့တက်ရင်သုံးရင်ထိုင်ထားတာကိုတက်ရင်သုံးရင်ဆိုတော့လူများမလား လူတော့သိမ့်မရှိလာဘူးထင်တယ်ဒါပေမဲ့ဟက်စကီးနဲ့လာချလာတော့ရှိရဲဒါပေမဲ့ဒီနောက်ပိုင်းတော့မလာနိုင်တော့ဘူးထင်တယ်လို့ KAC ရေချုပ်ဘုံမူကြီးဖုံးနိုင်ကပြောပါတယ်စစ်ကောင်စီတပ်ဗျူဟာစခန်းမှာပြည်သူလူထုနေထိုင်ရာရပ်ကွက်တွေအတွင်းလက်နက်ကြီးတွေနဲ့ရှမ်းတပ်ပစ်ခတ်မှုတွေရှိတာကြောင့်ပေါ်လက်ခဲမျိုးနေပြည်သူတွေကဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။